နေပြည်တော်ကောင်စီနဲ့ကယန်းဒေသအလဲချောင်းအုပ်စုမှာဒေသခံလူငယ်နှူးကဥဆောင်ပြီးတော့နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းတစ်ခုနဲ့အခြေခံကွန်ပျူတာသင်တန်းတစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်။အခြေခံအင်္ဂလိပ်စာသင်တန်းကိုအလဲချောင်းအုပ်စု တောင်မြင့်ရွာမှမှာပြီးခဲ့တဲ့မတ်လ25ရက်နေ့ကနေမေလ24ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီးတော့ အခြေခံကွန်ပျူတာသင်တန်းကိုတော့တောင်မြင့်ရေပူတောင်ကျေးရွာမှာမေလ25ရက်နေ့ကနေ April လကုန်အထိဖွင့်လှစ်ခဲ့တာပါအလဲချောင်းအုပ်စုမှာနေထိုင်တဲ့ဒေသခံလူငယ်နှုတ်ကအစူပါသင်တန်းတစ်ခုကိုကျေးရွာနေရွာမှာနှစ်နေရာခွဲပြီးဖွင့်လှစ်တင် जा ပေးခဲ့တာဖြစ်ပါတယ်တောင်မြင့်ရွာမှာကျေးရွာမှာအခြေခံအင်္ဂလိပ်စာသင်တန်းကို နှစ်လကြာဦးစီးဖွင့်လိခဲ့တဲ့တိန်တန်းဆရာခွန်းထွန်းစောဦးကတိန်တန်းဖွင့်လိတဲ့ဤရွယ်ချက်ကိုခုလိုပြောပါတယ်ဒီမှာတော့ဘောနော်အခုမှစတာဘောနော်အာဖွင့်လိရတဲ့ဤရွယ်ချက်ကတော့ဒါဒီဒေတာမှာရှိနေတဲ့ကလေးတွေဘောနော်ဟိုမျိုးပေါ်မှာသူတို့ကဘောနော်ဟိုသွားမနေနိုင် သွားမတက်နိုင်တဲ့ကလေးတွေအတွက်ဒီမှာဘောနော် ကျွန်တော်တို့ဖွင့်ပေးတာဖြစ်တာပေါ့နော်အဓိကအရာနလကြာအခြေခံအင်္ဂလိပ်စာသင်တန်းကြီးအတွက်သင်တန်းသားသင်တန်းသူတူဦးကတသိန်းချက်သတ်မှတ်ထားတယ်လို့သူကဆိုပါတယ်အင်္ဂလိပ်စာအားနည်းတဲ့အတွက်ရေးတတ်ဖတ်တတ်ပြောတတ်ချင်တာကြောင့်ခုသင်တန်းကိုတည့်ရတာဖြစ်တယ်လို့သင်တန်းသူမူလာခင်နင်းဖြူကပြောပါတယ်သူမရအောင်တူတယောက်ဖြစ်တဲ့အတွက် အင်္ဂလိပ်စာမှာသားအားနည်းတယ်နောက်ပြီးတော့အဲ့ဒီအင်္ဂလိပ်စာနဲ့ပတ်သက်တယ်ဆိုရင်သိပြီးတော့နားမလည်ဘူးအဲ့ဒီအင်္ဂလိပ်စာတွေရေးတတ်ရှင်တယ်ဖတ်တတ်ရှင်တယ်အဲပြောတတ်ရှင်တဲ့စေချောင်းလည်းတမီဒီဒီတင်နာတက်တာပါအခြေခံအင်္ဂလိပ်စာသင်တန်းမှာအလဲတန်းကလေးနဲ့အထက်တန်းကလေး၁၈ဦးပါဝင်တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်တောင်မြင့်ရေဘူးတောင်ကြီးရွာမှာအခြေခံကွန်ပျူတာသင်တန်းကို တလကျော်ကြာဦးစီးဖွင့်လိခဲ့တဲ့တိန်နန်းဆရာမမူလွလွေဦးကတိန်နန်းဖွင့်လိတဲ့ရည်ရွယ်ချက်ကိုခုလိုပြောပါတယ်တိန်နန်းကုမ္ပဏီတိန်နန်းဒီကဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ဒီလူတိုင်းပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်အဲပညာသင်နေတဲ့ကလေးဖြစ်ဖြစ်အဲပညာသင်ခွင့်မရတဲ့ကလေးဖြစ်ဖြစ်ဒီကွန်ပျူတာတိန်နန်းကတော့ကွန်ပျူတာပစ္စည်းအရှိခံတော့ ရောက်တိုင်းလူလူတော့တတ်တာသိနေလို့ကျွန်မထင်တယ်ပေါ့နော်နောက်ပြီးတော့အခုက internet key ဆိုတော့အဲဘယ်လိုဖြစ်ဖုန်းနဲ့ပဲသွားနေလို့လည်းအဆင်ပြေတယ်လို့ဒီကွန်ပျူတာနဲ့နည်းနည်းအဆင်ပုံမြင်ရကွန်ပျူတာနဲ့ကိုပိုသုံးတတ်နိုင်တော့ကိုယ်တည်းတပန်းတာတွေလို့ထင်မြင်မိတယ်ပေါ့နော်အဲဒါကြောင့်မို့ဒီကွန်ပျူတာကအဲလူတယောက်အတွက်မရှိမဖြစ်လို့အားတလို့အဲကိုဘွားမှလည်းကိုဘလို့ပဲဖြစ်ဖြစ် အသုံးချလို့ရတယ်ဆိုတော့ညူနဲ့ပေါ့နော်အဒီရည်ရွယ်ချက်လေးကိုထားပြီးမှဒီကလေးတွေလည်းရရှိရှင်နေဆိုတော့ရည်ရွယ်ချက်လေးနဲ့ဖွင့်နေခဲ့တာပေါ့နော်တိန်တန်းမှာအခြေခံတက်မြောက်တဲ့နဲ့ Microsoft Word, Excel, PowerPoint စတာတွေကိုသင်ကြားပေးခဲ့ပြီးအထက်တန်းအရွယ်လူငယ်ရှိဦးကိုခေါ်ယူသင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။ကရင်ဒေသမှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသားကွန်ပျူတာတက္ကသိုလ်ကိုတက်ရောက်ဖို့စိတ်ဝင်စားနေတဲ့တင်နန်းသားခိုးအိုက်ဝင်းမင်းဦးကတင်နန်းလာတဲ့သူ့ရဲ့ရည်ရွယ်ချက်ကိုခုလိုပြောပါတယ်။သူကအရင်ဆုံး basic to telegram နောက်ကျမှအခုကွန်ပျူတာပိုင်းကိုပြောစိတ်ဝင်စားလာမယ်ဆိုရင်သင်ကတက္ကသိုလ်ပြည့်ပြည့်တက်ဖို့ဆုံးဖြတ်ထားပါတော့အဲ့ချိန်ကျရင်သူ့အတွက် basic ကတက်ပြီးသားဖြစ်တဲ့ကြောင့်သူ့တယ်လည်းပုံစံတည်မယ်လို့ယုံကြည်မိလို့တက်ပြည့်တယ်။ပြီးတော့လုပ်ငန်းခွင်ဝင်တဲ့ချိန်မှာလည်း ကွေတာပိုင်းပဲရွေးမယ်လို့ဆုံးဖြတ်ထားတဲ့ကြောင့်တက်ပြတာအလဲချောင်းအုတ်စုမှရှိတယ်လူငယ်တွေအနေနဲ့အခြေခံအင်္ဂလိပ်စာနဲ့ကွန်ပျူတာကိုလက်လန်းမီနိုင်ဖို့အတွက်ဒေသခံလူငယ်နှူးကခုလူတိန်နှန်းတွေကို ဥဆောင်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်